မေလာမှာပျော်ရွှင်မှုတွေအကြောင်းပဲဆက်ပြောရမယ်ဆင်တော့ခမရရဲ့အသင်းဟောင်းအာဆီနယ်အသင်းကခမရကစားခဲ့တဲ့အချိန်ကစပြီးတော့လီချမ်ပီယံစုကိုမရခဲ့တာအခုထိပါပဲဆိုတော့ကျွန်တော်ဒါတို့တော့သိတော့မပြောချင်ပါဘူးဒါပဲလေပဲအခုနောက်ကပြောခဲ့တယ်လို့ပဲအချိန်နည်းနည်းတော့ကြာသွားခဲ့ပြီပေါ့ဗျာဒီအားဒီအားဆီနယ်အသင်းအတွက်ရောအခွင့်အရေးဖြစ်လာနိုင်မလားဒီဒီကောင်ချမ်ပီယံဖြစ်ဖို့အတွက်လိုအပ်တဲ့အရာတွေအားလုံးသူတို့မှာရှိနေပါတယ်အားလုံးအဆင်ပြေပေးတဲ့ဆက်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် မနေ့ကရာသီတုန်းကတော့ဒဏ်ရာပြဿနာတွေနဲ့သူတို့တော်တော်လေးရင်ဆိုင်ခဲ့ရပေမယ့်ဒီဒီကမှာတော့ပို့ပြီးတော့တန်ပါတဲ့လူစင်းတကယ်ကိုကောင်းတဲ့လူစင်းကိုသူတို့ပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ပြောနိုင်ပါတယ်ပြီးတော့ခြေနေတွေဆက်ပြီးတော့ကောင်းနေဖို့လည်းမျှော်နေပါတယ်လေးရဘလောက်ခက်ကလေးဆိုတော့ကျွန်တော်တို့သိပါတယ်သွားမဲ့လမ်းကအရှိအကြီးကြံသေးတယ်ဆိုရင်လည်းဘယ်လိုပဲချင်းစီတိုင်းမှာသူတို့အနေနဲ့မှန်ကန်တဲ့အလုပ်ကိုဆက်ပြီးတော့လှုပ်ဆောင်သွားဖို့ကအရန်ကိုအရေးကြီးပါတယ်ခင်ဗျားပြောကြတဲ့ အရန်ကိုတောင်းနေတဲ့လူစင်းဆိုတော့ကလူရဲ့လူအရောက်ကိုဆိုတာပေါ့နော်တရားဒီမှာမိခင်ရီတိုင်ရဲ့လူစင်းရင်းအနေထားရအောင်မျိုးချစ်ကပုံကိုတော်ဖြတ်နိုင်ဖို့အတွက်အဓိကတော့ချက်များဖြစ်နိုင်မလားဒါကအလုံးဖြစ်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ကောင်းကောင်းအလုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခေါင်းထဲအချက်တစ်ခုကပွဲတွေကိုကြည့်လိုက်တဲ့အခါမှာလူစောင်းဝင်လာတဲ့ကစားမတွေကိုကြည့်လိုက်တဲ့အခါမှာသူတို့ကအသင်းထဲမှာတတ်တောင်တတ်တောင်ရှိနေလုံးတော်ကိုမြင်တွေ့နေရတာပါ သူတို့ပွဲထဲစားတဲ့အခါမှာပဲဖြစ်ဖြစ်လူစားဝင်လာတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့လေဒါကနေပြအတွက်ရန်ကိုကောင်းပါလေဘာလို့လဲဆိုတော့သူ့မှာရွေးချယ်စရာတွေရှိနေလို့ပါပဲသူခေါ်ယူထားတဲ့ဈာမတွေကလည်း okay တယ်ပြောင်းရွှေ့ရဲ့ရန်ခတ်မှုလည်းသိမခံစားရအောင်ဒါရောက်တဲ့အချိန်နဲ့အများကြီးမလိုဘူးဆိုတော့ယုံကြည်ချက်ကိုလည်းသူတို့တွေရရှိထားပါလေဒါကအများကြီးထောက်ကူပြုစေမှာပါပြီးတော့ချိုးပဲတင်မှာဆိုရင်သူတို့ရဲ့ချိုးတဲ့ရောက်မှုကိုတို့မြင်တွေ့နေရပြီးသားပဲလေ ဒီလိုတွေမောင်းလာတဲ့အတွက်ဘူကာအိုဆာကာသွင်းယူခဲ့တဲ့မြေုံနယ်လောက်ဆရာကောင်းတဲ့ဂိုလုကိုကိုကျုံးလို့မြင်တွေ့ခဲ့ကြရပါတယ်။ကလာတဲ့အတွက်ပွဲပေါင်း200ပြည့်မြောက်တဲ့အချိန်မှာဂိုးပါဝင်ပတ်သက်မှုကလည်း100လောက်ထိရှိသွားခဲ့ပါပြီ။ဆိုတော့သူကတကယ်ကိုထူးခြားတဲ့ဇာမတစ်ယောက်ပဲတော့။ဟုတ်ပါလေ။ဘူကာအိုကတကယ်ကိုထူးခြားတဲ့ဇာမတစ်ယောက်ပါ။လူတိုင်းကသူ့ကိုချစ်ကြပါလေ။သူ့အတွက်ကျွန်တော်အရန်ကိုဝမ်းသာပါလေ။ကျွန်တော်အဒီကိုကိုကြည့်လိုက်ပါလေ။တကယ်ကိုလှပတဲ့ဂိုးတကိုပါ။ အာဆင်နယ်သင်းကိုချန်ပီယံဆုလောက်စီကိုဖောဆောင်နိုင်ဖို့အတွက်ရာသီကုန်ဒီအာဆင်နယ်သင်းတွေလည်းသူကိုယ်တွေဆက်သွင်းနိုင်ပါစေလို့ကျွန်တော်တော့မျှော်လင့်ပါတယ်။လာမယ့်ဂိုးတွေအကြောင်းကိုပြောရမယ်ဆိုရင်တော့ဇူဘီမန်နီကလည်းသင်းရဲ့ဇာမသည်တယောက်ပါ။လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က Northern Forest နဲ့ပွဲမှာတကယ်ကိုမယုံနိုင်လောက်စရာသွင်းကိုတကူသွင်းယူခဲ့ပါတယ်။ဘွဲရဇာမတယောက်အနေနဲ့ဖြစ်စေအရန်ကုန်ကနေဖြစ်စေသူကအာဆင်နယ်သင်းတွေဘလောက်ထိအရေးပါလာနိုင်မလဲ။အာဝါ ူကတော့တကယ်ကိုသူ့ရဲ့စွမ်းဆောင်ရည်အသင်းကိုကူညီပေးနိုင်တဲ့ကြိုးသက်ရောက်မှုနဲ့ပါဝင်ကူညီနိုင်စွမ်းတွေကိုအခုကလေးကပြသနေခဲ့ပါပြီ။ဟုတ်ပါတယ်။သူကတကယ်ကိုအရေးအတွေ့ကိုပြသခဲ့ပါတယ်။ဒါကအရန်ကိုရေးကြည့်ပါလေ။သူသဖြင့်မိခေအတွက်ပေါ့လေ။သူနဲ့ကလေးအသင်းကဇာမတွေကိုခေါ်ယူဖို့အတွက်ဆုံးဖြတ်လိုက်တဲ့အခါမှာအဲ့ဒီဇာမတွေကရောက်ရောက်ချင်းပါပဲခြေစွမ်းပြသနိုင်တာကသူတို့အတွက်တကယ်ကိုအမြင့်နဲ့ပေါင်းလက္ခဏာဆောင်တဲ့အချက်အချက်လို့ကျွန်တော်ထင်ပါတယ်။ ပြီးတော့အသင်းကအရေးသွင်းရှိတဲ့ဇာမတရားဖြစ်တဲ့ Thomas Partey ကိုစုံစုံခဲ့ရပြီးတော့သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက်ဇဝီမန်နီကိုခေါ်ယူခဲ့တာပါသူကတကယ်ကိုကောင်းအောင်နဲ့အလုပ်ကိုလုံးဆောင်လျက်ရှိနေပါဂလာသင်းအတွက်ဒီတဲ့မကဖေးဆက်ပြီးတော့သူတို့လိုချင်တဲ့အရာကိုရရှိအောင်ကူညီနိုင်ပါစေလို့ကျောက်ကတော့ညွှန်လင်းပါတယ်ခမောင်းကိုယ်တိုင်အာဆင်နယ်အသင်းရဲ့ချန်ပီယံဖြစ်ခဲ့တဲ့တုန်းကတကယ်ကိုတကယ်တွဲဖက်တွေကအဓိကကြခဲ့တယ်နော်ဒီအာဒီအာဆင်နယ်အသင်းရဲ့မယုံနိုင်စရာဘောခံစစ်နေရာမှာလည်းကောင်းအောင်နဲ့အတွက်ဖက်တခုရှိနေပါတယ် ဝီလီယံဆာလီဘာနဲ့ဂါရီယဲအတွက်ဘောက်ကိုရောခင်ဗျားဘလို့များမြင်မိပါလဲအသင်းမှာတကယ်ကိုခိုင်မာတဲ့ကြောယူတစ်ခုရှိနေဖို့ကအရေးကိုရေးကြီးပါတယ်ဒရုန်းရောအထူးတူကစားလာတာကိုဆိုရင်အချိန်တော်တော်ကြာနေပါပြီတွေးကြုံနေလဲပုံပြီးတော့များလာပါလိမ့်အသင်းရဲ့ခေါင်းဆောင်တွေဖြစ်လာကြတယ်သူတို့ကွင်းထဲမှာရှိနေတာကတကယ်ကိုအရေးကိုရေးကြီးပါတယ်ဘာလို့လဲဆိုတော့နောက်ထဲမှာသူတို့ကမှန်ကန်တဲ့အရာတွေကိုလုံဆောင်သွားမယ်လူတိုင်းကိုကာကွယ်ပေးထားလိမ့်မယ်ဆိုတဲ့ယုံကြည်မှုကိုလူတိုင်းကိုပေးစွမ်းနိုင်လို့ပါပဲဒါပေမဲ့ သူတို့အပြင်မှာကျန်တဲ့ကြောရိုးနေရာတွေဖြစ်တဲ့ကွင်းလန်ကဒဂရန်နော်ဇဘီမန်နေဒါမှမဟုတ်လို့ရှိရင်မာတင်တို့ရဲ့ရှေ့တန်းကကစားမတွေကလည်းရှိနေပါသေးတယ်။ကျွန်တော်ထင်ပါတယ်ဒါကအသင်းရဲ့ထင်းဝက်ပါပဲ။ဘယ်သူကစားစားလူတိုင်းအပေါ်မှာကျွန်တော်တို့အားကိုးလို့ရမယ်။ဂုကစားပြီးတော့ရာသီကုန်တီသူတို့အတွက်အဓိကကွာခြားမှုကိုဖြစ်စေတဲ့အရာတော့ကမြောင်ဘေးဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာကိုယ်အသင်းပေါ်တွေပေါ်မှာထားရှိတဲ့ယုံကြည်မှုပါပဲ။ကျေးဇူးတင်ပါတယ်။ပရိသတ်များလို့ကိုစိတ်နှဖျားတမ်းမှချမ်းသာကြပါစေခင်ဗျာ။